ပဝန်းကျင်ကို ရှုမြင်၍မိမိဘဝကို ပြုပြင်ခြင်းစဉ်းစားဆင်ခြင်တတ်တဲ့ပုဂ္ဂိုလ်တွေတတိထားတတ်တဲ့ပုဂ္ဂိုလ်တွေဟာမိမိရဲ့ပဝန်းကျင်မှာရှုမြင်စရာတွေကြည့်ရှုပြီးတဲ့အခါမှာကိုယ့်ဘဝကိုဘယ်လိုပြုပြင်ကြရလဲဆိုတာသိရှိနားလည်ကြ။ဒါဆို ဒေလီဗုဒ္ဓဓမ္မရှင်နေမှကြိုဆိုပါတယ်ကိုယ်တိုင်ကလည်းပဲတွင်တင်ပြတ်သဆုံးမဩဝါဒပေးတဲ့အထင်းပဲပဝန်းကျင်ကိုရှုမြင်တတ်ဖို့ဆိုတာဆုံးမထားတာရှိအနမတကတန်ရုံမှာဆိုရင် ဆုံးမထားတဲ့စကားလေးတစ်ခုကပါတော့လောကမှာအလွန်အလွန်ရုပ်ဆူအကြီးတန်ပြီးတော့ရွံစရာကောင်းလာတဲ့သရဝတုကိုမင်းမြင်နေဆိုလို့ရှိရင် အစောထင်တန်တရာမှာငါလဲဒီဘွားမျိုးရောက်ခဲ့လာပြီလို့စဉ်းစားလိုက်ပါလို့သူပြောတာနော်ဒီလိုဒုက္ခမျိုးမှာလဲခံစားခဲ့ရတယ်လို့အေးလောကမှာအခြေအနေဘလောက်ဆိုးတဲ့ပုံကိုပဲတွေ့တွေ့ဒီလိုအခြေအနေ ဆိုးတဲ့ပုံကိုတွေငါတို့လည်းပဲဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရပြီလို့စိတ်ထဲမှာနှလုံးသွင်းလိုက်ပါလို့ဒါ တဝန်းကျင်ကို ရှုတတ်မြင်တတ်ဖို့သင်ကြားခြင်းပဲဖြစ်တယ်ပေါ့ဘုရားလောင်းဖြစ်လာတော့လေကြည်လေပတ်ဝန်းကျင်ကိုရှုတတ်မြင်တတ်တယ်ဘုရားလောင်းဟာဘဝမှာသူကိုယ်တိုင်ရှုမြင်တတ်လာပုံလေးကိုကြည်သူဘုသူတည်သူနာယဟန်လို့ဆိုရက်နမိတ်ကြီးလေးပါဘုရားဝင်မှာကြည်မယ်ဆိုရင်ဘုရားလောင်းတော်ဟာဥယျင်ထွက်တဲ့အခါ သူအိုကိုမြင်လိုက်တော့ထိုသူအိုမျိုးကိုတမန်အဖိုးကြီးတယောက်အဖွားကြီးတယောက်မြင်တယ်လို့စိတ်ထဲမှာမရှိပဲနဲ့ငါလည်းပဲဒီနေ့ကိုအိုရအောင်မှာပဲဆိုတဲ့အတွေ့အသူကောင်းထဲမှာရှိသွားအဲ့ဒါအလွန်တမိုးရှိတဲ့အတွေ့တစ်ခုလူတိုင်းဟာဒီအတွေ့တွေးမိသလားဆိုမတွေးမိဘူးနော်တမန်ပဲမြင်တဲ့သဘောလောက်ပဲမှတ်တာလူနာတွေးလို့ရှိရင်လည်း ငါလည်းတနေ့နိုင်အောင်ပါပဲနိုင်ခြင်းသဘောကိုမလွန်မြောက်နိုင်သေးဘူးလို့စဉ်းစားလိုက်ပါဘုရားလောင်းကအဲ့ဒါလို့စဉ်းစားတယ်လူတွေနဲ့တွေ့တဲ့အခါကျတော့လေအော်ငါလည်းပဲတနေ့တေးအောင်ပါပဲတေးခြင်းတရားကိုငါလည်းမလွန်မြောက်သေးဘူးလို့ဒီလိုစဉ်းစားမိပေါ့ယဟန်နဲ့တွေ့တဲ့အခါကျတော့အော်ဒီလိုဘဝမျိုးဟာငြိမ်းချမ်းပြီးတော့မြင့်မြတ်တဲ့အခြင်းရှိတယ်ဆိုတဲ့အတွေ့နဲ့ သူကိုယ်တိုင်ဒီဘဝကိုခံယူဖို့စိတ်ဝင်စားခဲ့မှုဖြစ်လာတယ်။ဒါပတ်ဝန်းကျင်ကို